မန်စီးတီး U18 အတင်းလေ့ကျင့်နေတဲ့နေ့စဉ်တွေကမကြာခင်မှာဘောလုံးလောကကိုပြောင်းလဲသွားစေနိုင်ပါ ರಿ မန်ချက်စတာစီးတီးအတင်းရဲ့နေပြဟောင်းတူဖြစ်တဲ့ကက်ပါရှက်မိုက်ကယ်ကကလပ်ရဲ့အသက်16နှစ်အရွယ်လူငယ်အတင်းမှာလေဝဲစွာစမ်းတက်နေတဲ့အစွန်ရောက်နေပြဟောင်းတစ်ခုကိုထုတ်ပေါ်ပြောကြားခဲ့ပါ ರಿ အဲ့နေပြဟောင်းအရဂူတမဟာဒကာဒီယန်ကွင်းလယ်မြင်းကိုကျော်လွန်ပြီးတော့ကစားရမျိုးတွေရှိတယ်လို့သိရပြီးတော့ဘောလုံးလောကကိုတုံ့လုံစေနိုင်လောက်တဲ့အဆင့်ဖြစ်တယ်လို့ရှက်မိုက်ကယ်ကဆိုပါ ರಿ အဲ့စမ်းတက်မှုဟာဘက်ကွာဒီယိုလာရဲ့ပထမအတင်းဟာ လေးနေစရိုက်လီချမ်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်လက်ရှိမှာချေချော်နေပြီး29ဘက်မှာ14ဘက်ထိချုံနေထားကပရီးမီးယားလီချမ်ပီယံလီနဲ့လီဗလာပြိုင်ပွဲတွေကနေထွက်ခွာမယ့်အချိန်မှာထွက်ပေါ်လာတာဖြစ်ပါရီလက်ရှိမှာအဖေဗလာတကူရဲသာမျောလင်းစရာကြမ်းရှိနေတဲ့စီတီကဇန်နဝါရီမှာအိုမာမာမော့ရှ်နဲ့နီကိုကွန်ဇာလက်အပါဝင်ကစားမသစ်တွေနဲ့ပြန်လည်တိစားမှုစတင်ခဲ့ပေမယ့်အမေရိကန်နီးပြူဟာပိုင်းဒေါ်လန်ရေးကတော့ကယ်မီစင်မှာစတင်နေတာဖြစ်ပါရီနီးပြူကွာဒီယိုလာဟာခေတ်သစ်နီးပြူဟာပညာရှင်တွေကတအုပ်ဖြစ်ပြီးအမြဲတမ်းစမ်းသပ်မှုတွေကိုလက်ခံကျင့်သုံးလေးရှိတတ်သူဖြစ်လို့ လူမျိုးကိုယ်သမားဥပါတိုက်စစ်ဆင်တဲ့ပုံစံမျိုးကိုစမ်းတက်နေတာကမစမ်းဘူးလို့တောင်ပြောလို့ရပါတယ်။ကိုယ်လည်းနဲ့ရှီတန်းနေရာတွေကိုကစားမိုက်နဲ့လွှမ်းမိုးဖို့ဆွေးနွေးမှုတစ်ခုအတွင်းမှာရှမိုက်ကေကဒီဆုံးရောက်နေပြီဟာအကြောင်းကိုထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။တကယ်လို့ကိုယ်သမားကကွင်းလယ်မြင်ကိုကြော်လာပြီးတော့ဘိုကစားမတူဖြစ်ပါဝင်လာတဲ့အခါမှာလူရင်းအားတာမှုကိုချက်ချင်းဖန်တီးနိုင်ပါတယ်။ပုံမှန်အဖြစ်တော့ပြိုင်ဘက်ရဲ့ကွင်းလယ်၃လေးဦးကိုမိမိတင်ရဲ့ကွင်းလယ်လူ၄၅ဦးနဲ့တိုက်ခိုက်တဲ့နေရာမှာကိုယ်သမားပါဝင်လာတဲ့အတွက်ဘောလုံးကိုပုံမထင်းချုံနိုင်ပြီးပြိုင်ဘက်ကိုဖိအားပေးဖို့ပုံမလွယ်ကူစေတာဖြစ်ပါတယ်။ အဲ့ဒါပြင်ကိုသမားကအနောက်တန်းနဲ့ကွင်းလေရာမှာဘောလုံးကိုလွလွလက်လက်ကင်ထားနိုင်တဲ့အတွက်ဘောလုံးပေးဖို့မူလမ်းကြောင်းတွေကိုဖွင့်ပေးနိုင်တာဖြစ်ပါရီအဓိကအသာကျန်နေတဲ့ကိုသမားကိုရှေ့ကိုတက်စီခြင်းအပြင်အတင်းရဲ့တိုက်စစ်နေရာဂျာတာမှုကိုပုံပုံမြင်မားစေပါရီလူမျိုးစုံရောက်တဲ့တိုက်စစ်ပုံစံကပြမျက်ခံစစ်ကိုပုံပုံနဲ့ရှိုင်းစွာနောက်ဆုတ်စီပြီးတော့သူရဲ့ကစားကွက်ကိုကမောက်ကမဖြစ်စေနိုင်ပါရီကိုသမားကကွင်းလေကိုထိုးပေါက်လိုက်ရင်ခံစစ်ကစားမတွေကဘောလုံးယူလာသူကိုပိတ်ဆို့ဖို့ထွက်လာရတဲ့အတွက်တိုက်စစ်မှုတွေအတွက်နေရာလွတ်တွေပိုရလာစေနိုင်ပါရီ ီဒါဆန်လိုကစားမဟာ2019ဂရေကပရီးမီးယားလိမှာစွီပါကီပါဖြစ်အကောင်းဆုံးဥမာပြခဲ့သူဖြစ်ပြီးတော့စီတီရဲ့နောက်ထပ်အဆင့်ဆင့်ပြောင်းလဲတိုးတက်မှုကနောက်ကွယ်မှာစတင်နေပြီဆိုတာဒီချက်ကပြသနေပါပြီ။ဂါဒီယိုလာကိုကလပ်ကနေထွက်ခွာမယ်လို့ထင်ကြေးပြမှုတွေရှိခဲ့ပေမယ့်သူကကလပ်နဲ့စာချုပ်တွေချုပ်ဆိုပြီးတော့အသင်းကိုငကိုမူလအောင်မြင်မှုစီပြန်လဲရောက်ရှိစေဖို့ကတိပေးထားခဲ့တဲ့ပုံပါပဲ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတူတင်ရှိပါရမညာ။